အထက်တန်းကျောင်းစားဘဝတုန်းကကူကီးစင်းနှုံးကိုစန္ဒပြခဲ့တဲ့ကောင်းလေးတယောက်ဟာအမေရိကန်ရဲ့ဩဇာအကြီးဆုံးနဲ့အငင်းပွားစရာအကောင်းဆုံးပုဂ္ဂိုလ်တူဘယ်လိုဖြစ်လာခဲ့တာလဲပြီးတော့ဘာကြောင့်ဒီလိုအကြီးကွဲစရာဇက်သိန်းနဲ့ကြုံတွေ့ခဲ့ရတာလဲဒီတစ်ပတ်မှာတော့ချာလီကတ်ရဲ့တုံးလုံးစရာကောင်းတဲ့ဘဝခီသူ့ရဲ့ဩဇာလွမ်းမှုမှုနဲ့သူ့ရဲ့တေးဆုံးမှုအကြောင်းကိုအတူတူလေ့လာကြည့်ကြပါမယ် ဒါကတော့ Charlie Cook ရဲ့မူဆိုးများဖြစ်သူရဲ့စကလုံးတွေပါ။သူခင်ပွန်လိုချန်တပ်ဖြစ်ခံရပြီးမကြခင်မှာပဲပြောကြခဲ့တာပါ။ဒီစကားတွေကပုဂ္ဂိုလ်ရေရာနာကျင်ခြေခွေးမှုကိုပေါ်ပြနေတာပထမကပါဘူး။ဒါရှေ့ဆက်ဖြစ်လာမဲ့နိုင်ငံရေးမုံတိုင်းရဲ့အထွတ်နိမိပုံတစ်ခုလို့ပါပဲ။သူပြောတယ်လို့ဆိုရင်တော့အခုမှမီးစမွေးလိုက်တာပဲရှိပါသေးတယ်။ဒီဆလိုင်းရဲ့အဓိကဗဟုချက်ကတော့ရက်ဆက်ကြမ်းကျုပ်ပြီးရှောက်လွှဲလို့မရတဲ့အမှန်တရားတစ်ခုပါပဲ။ Charlie Kirk အသက်ခံခဲ့ရပါတယ်။ ီအဖြစ်အပျက်ကလူရောရဲ့ဘဝကိုအဆုံးတက်လိုက်တာပချားမဟုတ်ပဲအမေရိကန်နိုင်ငံကိုဆုတ်ဖြတ်နေတဲ့နှိုင်းတဲ့ကွေးပြားမှုတွေရဲ့ပြာရုပ်တစ်ခုလည်းဖြစ်ခဲ့ပါတယ်ဆိုတော့မေးစရာရှိတာကဒီလိုအခြေအနေအထိဘလို့ရောက်သွားခဲ့တာလဲဆိုတာပါပဲသူ့ရဲ့ဂျန်နန်နဲ့စတိန်ကိုတကယ်နားလဲဖို့ဆိုရင်တော့အစကိုပြန်သွားကြည့်ရမယ်လူသိမ့်မထင်းထားတဲ့သူ့ရဲ့စီမစီအိုပေါ့ဟုတ်ကဲ့ချာလီခတ်ခဲနိုင်ငံရဲ့လှူရှားမှုအခြေခံအုတ်မြစ်ကို တက္ကသိုလ်ကစကားရည်လူပွဲခံမာတွေဒါမှမဟုတ်နိုင်ငံရေးစီမင်းတွေမှာရှာတွေ့မှာမဟုတ်ပါဘူးအဲ့ဒီထားအများကြီးပိုရိုးရှင်းတဲ့နေရာလေးတခုသူ့ရဲ့အထက်တန်းချောင်းကကန်တင်းမှာတွေ့ရမှာပါယုံနိုင်စရာတော့မရှိဘူးနော်သူ့ရဲ့နိုင်ငံရေးမီပွားကိုစတင်တောက်လောင်စေခဲ့တာကတစ်ကိုသာမအရာတခုပါကွကီစင်းတော့ကဒါဟာသူ့ရဲ့ပထမဆုံးတိုက်ပွဲဖြစ်ပြီးလူအုပ်ကိုစီးယုံနိုင်တဲ့သူ့ရဲ့မွေးရပါအရေးအချင်းကိုစတင်ဖော်ထုတ်ပြသခဲ့တဲ့အခိုက်အတန့်ပါပဲ အဖြစ်ကဒီလိုပါကျောင်းကနေကခူကီးစေကိုနှစ်ဆတက်လိုက်တဲ့အခါခက်ကဒီတိုင်းမချေမနှက်ဖြစ်နေုံတသက်မဟုတ်ခဲ့ပါဘူးသူကခူကီးစင်းတို့ဖုံးပွမှုကိုစင့်ချင်တော့ကျောင်းသားများဆိုပြီးလှုပ်ရှားမှုတစ်ခုကိုချက်ချင်းစီယုံဖွဲ့စည်းခဲ့တယ်ဒါကတင်းငယ်တဲ့ကိစ္စလေးလို့ထင်ရပေမဲ့သူ့ရဲ့အနာဂတ်လုပ်ငန်းလမ်းကြောင်းတစ်ခုလုံးကိုပုံဖော်ပြနေတဲ့အဖြစ်ပဲလေတစ်ခုပါပဲမချေနှက်မှုတစ်ခုကိုရှာတယ်ဆွဲဆောင်မှုရှိတယ်နာမည်တစ်ခုပေးတယ်ပြီးတော့လူလေးကိုအလိပတ်လယ်မှာစုစည်းလိုက်တယ် ူရဲ့ဆက်ကြော့တက်ပေါ်ရမှာစိတ်ဝင်စားစရာကောင်းတာကသူ့မှာပုံစံမျိုးမျိုးရှိနေတာပါပဲတဖက်မှာသူ့အတင်းဖော်ရတဲ့အတွက်တော့သူဟာအာယုံစူးဆိုင်မှုရှိပြီးရီမန်းချက်ချီတဲ့ခေါင်းဆောင်တို့ဘာဒါပေမဲ့နောက်တစ်ဖက်မှာကျတော့သူ့တငယ်ချင်းတဲ့အတွက်သူကလူချစ်လူခင်များတဲ့ဟာတသမားတယောက်ပါဒီလိုလူရှိသူရှိမှလင်းနဲ့တီချီတဲ့ပုံစံနဲ့ကိုပိုက်ကွားမှာပေါ်ပေါ်ပါပါနေတဲ့ပုံစံတစ်ခုချက်ကကွဲပြားမှုကသူ့ရဲ့လုပ်ငန်းတက်တန်းတလျှောက်လုံးမှာအမှတ်အတာတစ်ခုဖြစ်လာခဲ့ပါတယ်ဒီနေရာမှာပဲသူ့ဘဝအတွက်အကြီးမားဆုံးဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ် ဘေလာတက်ကလိုကပညာသင်စုကိုငင်းပေပြီးလူသိမ့်မသွားတဲ့လမ်းကိုသူရွေးချယ်ခဲ့တဲ့အစ်မင့်ပညာရေးကိုဆက်တင်မဲ့အစားလှူရှားမှုတစ်ခုကိုအခြေခံကနေစတင်တည်ထောင်ဖို့သူဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒါကတော့ turning point USA ပါပဲအဲ့ဒီဆုံးဖြတ်ချက်ကပဲသူ့ဘဝရဲ့နောက်တစ်ဆင့်ကိုတွန်းပို့လိုက်ပြီး digital empire တစ်ခုတည်ထောင်ဖို့လမ်းခင်ပေးခဲ့ပါတယ်ဆိုတော့ turning point USA ကိုဒီလောက်လမ်းမမှုကြီးရဲ့နိုင်ငံရေးအင်အားစုတစ်ခုဖြစ်အောင်ပြောင်းလဲပေးခဲ့တဲ့နည်းပြောရတွေကိုလေ့လာကြည့်ကြရအောင် ူ့ရဲ့တက်လန်းကတော်တော်လေးကိုမြန်ဆန်ခဲ့ပါတယ်။အိဆာကတော့အရင်နီနန်းနဲ့စေရနာဝန်နဲ့အနေငယ်နဲ့စခဲ့တာပါ။ဒါပေမဲ့ Private News မှာရေးခဲ့တဲ့ဆောင်ပါတဘောကသူ့ကိုလူသိမြှလာစေခဲ့တယ်။အဲဒီကနေတဆင့် Fox News လို့ပူကြီးတဲ့စင်မင်းပေါ်ကိုရောက်သွားပြီးနောက်ဆက်ချောခုနှစ်မှာတော့မဲကလူရှားမှုရဲ့အဓိကအတန်တန်အဖြစ်သူ့နေရာကိုခိုင်မာစေမဲ့ Republican National Convention မှာစကားပြောခွင့်ရခဲ့ပါတယ်။ သူ့ရဲ့တောစာလွမ်းမှုမှုနောက်ွယ်ကအဓိကအင်ဂျင်ကတော့ social media ကိုကျွမ်းကျင်ပိုင်နိုင်စွာအထုံးပြုနိုင်မှုပါပဲ။ဒါကရိုးရိုး content ကျင်းနာမျိုးမဟုတ်ဘူး။ content ဂီဟာစနစ်တစ်ခုလုံးကိုတည်ဆောက်ခဲ့တာပါ။ရန်စက်ဖို့ရည်ရည်ဒီဖျက်တောက်ထားတဲ့ video file တွေအတွေးခေါ်ဖြန့်ဝေဖို့အလွဲတကူ share လိုက်ရတဲ့မိမိတွေနောက်ပြီးဇန်နဝါရီ6ရက်နေ့လူလူစုဝေးပြဲအတွက် bus car တွေစီစဉ်ပေးတာလို့မျိုးလက်တွဲကပါမှာပါ။စီယုံမှုတွေလောက်ဆောင်ခဲ့ပါတယ်။ဒါတွေအားလုံးဟာလူငယ်ပရိသတ်စီရောက်ဖို့အញ្ញမ်းထိရောက်တဲ့နှီးပြရဲ့အစိပ်ပိုင်းတွေပါပဲ။ ဒီနည်းပြောရဲ့အဓိကအချက်ကအရင်ရှင်းပါတယ်စိတ်ခံစားမှုကအချက်အလက်ထက်ပိုအရေးကြီးတယ်မီဒီယာသုံးသပ်သူတို့ပြောခဲ့တယ်လို့ပဲသူရဲ့ content တွေဟာလူတွေကိုတခုခုခံစားလာအောင်ဖန်တီးထားတာပါအများအဖြစ်တော့ဒေါတာပေါ့ဒီတစ်ခေတ်မှာဒေါတာက clip တွေရဖို့အလွယ်ဆုံးနည်းလမ်းတစ်ခုပဲလေဟုတ်ပြီဒါကတော့သူဘလို့ဖြန့်ဝေခဲ့တယ်လဲဆိုတာပေါ့တမက်သူဒီလောက်ထိထီရောက်ရောက်ဖြန့်ဝေနေခဲ့တဲ့သတင်းစကားကတကယ်တမ်းမှာပါလေအခုကျွန်တော်တို့အဲ့ဒီအကြောင်းအရာကိုဆက်ကြည့်ကြပါမယ် လူတန်ပေါင်းများစွာကိုစိတ်အားတည်ကြွစေခဲ့တယ်လို့နောက်ထပ်တန်ပေါင်းများစွာကိုလည်းဒေါသူပုံထစေခဲ့တဲ့စကားလုံးတွေပေါ့ဂျာလီခတ်နဲ့ပတ်သက်လို့ရင်ကြားဘက်ဆိုတော့မရှိတော့ပါပဲသူ့ကိုမြင်တဲ့အမြင်တွေကအဖြူနဲ့အမျက်လိုကွဲပြားနေတာပါသူ့ကိုထောက်ခံသူတွေအတွက်တော့သူကယုံကြည်မှုကိုကာကွယ်တဲ့မျိုးချစ်တယောက်ပါဒါပေမဲ့သူ့ကိုဝေဖန်သူတွေအတွက်တော့သူကမုန်းတီးမှုကိုဖြန့်ဝေသူတယောက်ပါလူတယောက်ကဒီလောက်ပြင်းထန်ပြီးစန့်ကျင်ဘက်ဖြစ်တဲ့တုံ့ပြန်မှုတွေကိုဖြစ်ပေါ်စေတာ တော်တော်ရှားပါတယ်လူပါကြောင့်ဒီလောက်အရင်ပွားစရာဖြစ်ရတယ်လဲဆိုတာကို သူ့ရဲ့ကိုပိုင်စကလုံးဒီကနေပဲတိုက်ရိုက်ချီလို့ရပါတယ်။ဥပမာအနေနဲ့လူမြေးလီယံမွေးတယောက်ပေါ်သူ့ရဲ့မချက်ကလူမျိုးရေးခွဲခြားမှုဆိုင်ရာဆွဆဲချက်တွေကိုဖြစ်ပေါ်စေခဲ့ပြီးရန်စားတဲ့တင်းခွဲဆိုတဲ့ပြောဆိုမှုတွေလုပ်တတ်တဲ့သူ့ရဲ့ပုံစံကိုဖော်ပြနေပါတယ်။သူ့ရဲ့ပြောဆိုချက်တွေကရှေးရိုးဆွဲကြားမှအခန်းခဏတွေကိုလည်းမကြာခဏအာယုံဆက်ခဲ့ပါတယ်။ အမျိုးသမီးငယ်တွေကိုစင်ကြယ်တန့်ရှင်းမှုကိုဦးစားပေးဖို့တိုက်တွန်းတဲ့ဒီလိုပြောဆိုချက်မျိုးကသူ့ရဲ့အမခံပရိသတ်နဲ့ထပ်တူကြခဲ့ပေမယ့်တခြားသူတွေရဲ့ပြင်းထန်တဲ့ဝေဖန်မှုပြီးမှတစ်ခုလည်းဖြစ်စေခဲ့ပါတယ်။သူ့ဘဝရဲ့နောက်ဆုံးအချိန်တွေအထိသူ့ရဲ့စကားလုံးတွေကအချိန်ရော့မသွားခဲ့ပါဘူး။တကယ်တော့သူအသက်မခံရခင်တည့်ရအလိုမှာပဲအစ္စလမ်ကိုအနောက်တိုင်းယဉ်ကျေးမှုကိုလေလီးဖို့ဓာတ်သင်းနဲ့နှိုင်းရှင်ခဲ့ပါတယ်။ဒါကသူဟာ သူရဲ့အငင်းပွားဘက်အကောင်းဆုံးရည်တည်ချက်တွေကနေဘယ်တော့မှနောက်မဆွတ်ခဲ့ဘူးဆိုတာကိုပြသနေပါတယ်။ပြီးတော့အဲ့ဒီမီးတောက်လိုစကားလုံးတွေကယုတရဲ့အဆုံးသက်သွားခဲ့ပါတယ်။အခုသူရဲ့လှုပ်ချန်တက်ပြတ်မှုဖြစ်ဖြစ်ပြီးချင်းဘာတွေဆက်ဖြစ်ခဲ့လဲဆိုတာကိုပြန်သွားကြည့်ကြအောင်။ချောက်ကန်းပပေါ်ရောက်နေပြီဖြစ်တဲ့နိုင်ငံတကာနိုင်ငံအတွက်ဒါတွေအားလုံးကဘာကိုဆိုးလို့နေတယ်လဲဆိုလဲမေးခွန်းနေတဲ့တူပေါ့။သူရဲ့တည်ဆုံးမှုကနိုင်ငံကိုစုစည်းညီညွတ်သွားစေခဲ့တာမျိုးမဟုတ်ပါဘူး။စန့်ကျင်ဘက်ပါပဲ။ ကွဲပြားမှုကိုပိုးပြီးနှက်ဆိုင်သွားစေခဲ့တယ်။တစ်ဖက်မှာအင်တာနက်ရဲ့ထောက်တဲ့နေရာမှာအောင်ပွဲခံတဲ့နေထွက်ပေါ်နေခြင်းပါ။နောက်တစ်ဖက်မှာတော့သူ့ကိုထောက်ခံသူတွေကလက်တုံပြဖို့တောင်းဆိုခဲ့ကြပါတယ်။ခေါက်ကဲသူဆုံးမှုကမိကိုမငင်းတက်ခဲ့ပါဘူး။တက်စီလောင်းလိုက်တယ်လို့ကပဲ။ ဒီကွဲပြားမှုကသူ့ရဲ့အောင်းမေဖွဲခန်းနာမှာတော့ထင်ရှားဆုံးပေါ်လွင်ခဲ့ပါတယ်။ဘုရောကြီးတပါးကခွင့်လွှတ်ခြင်းတရားကိုဟောကြားနေချိန်မှာသူ့ရဲ့အဓိကနိုင်ငံရေးမဟာမိတ်ဖြစ်တဲ့ Donald Trump ကတော့သူ့ရဲ့ပြိုင်ဘက်တီကိုမူးသီးကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒီလိုစန့်ကျင်ဘက်ခြင်းနေတဲ့တရင်စကားနှစ်ခုခွင့်လွှတ်ခြင်းနဲ့လက်စားချေခြင်းဟာခုတ်ချမ်းထားခဲ့တဲ့လှုပ်ရှားမှုရဲ့အဓိကပဋိပက္ခကိုကွက်ကွက်ကွင်းကွင်းဖော်ပြနေပါတယ်။အဆုံးမှာတော့ Cook ရဲ့တည်ဆုံမှုက American ကို အလွန်အရေးကြီးတဲ့မေဟုံးတစ်ခုနဲ့ရင်ဆိုင်စေခဲ့ပါတယ်။ ဒါဟာကျွန်တော်တို့အားလုံးရဲ့အနာဂတ်ဖြစ်လာတော့မှာလားနိုင်ငံရေးကွဲပြားမှုတွေကိုစကလုံးနေနဲ့မဖြေရှင်းလို့ပဲအကြမ်းဖက်မှုတွေနဲ့ဖြေရှင်းကြမယ့်နိုင်ငံတနိုင်ငံဖြစ်လာတော့မှာလားဒီကိုးကားချက်ကပဲအလုံးကိုအကောင်းဆုံးနစ်ချုပ်နိုင်မယ်ထင်ပါတယ်ချာလီကစ်ရဲ့ဘဝနဲ့တည်ဆုံမှုကဖြေရှင်းလို့မပြီးသေးတဲ့မိကုံးကြီးတစ်ခုကိုခြံထားခဲ့ပါတယ်သူကအမေရိကန်နိုင်ငံရဲ့အခင်းအကျင်းကိုပြောင်းလဲပစ်ခဲ့တယ်ဆိုတာကတော့ငြင်းဆန်မရှိပါဘူး ဒါပေမဲ့သူဟာလှုပ်ရှားမှုတစ်ခုကိုတိဆောက်ခဲ့တဲ့မျိုးချစ်တယောက်လားဒါမှမဟုတ်နိုင်ငံတနိုင်ငံရဲ့ကွဲပြားမှုကိုအရှင်မြင့်ပေးခဲ့တဲ့ရန်စသူတယောက်လားဆိုတာကတော့သမိုင်းကဖြေပေးရမယ့်မိခွန်းတစ်ခုပါပဲ။